ကားပွဲကတော့ဂျေမီလိုဂန်ဆိုသူရဲ့သူ့သမီးလေးရဲ့နဲ့စတင်ထားဖြစ်ပါတယ်ဂျေမီကအရင်တော့ဘောလုံးသမားတယောက်ပဲဖြစ်ပါတယ်ခြေထောက်မှာဆိုးရွားရဲ့ဒဏ်ရာရရှိခဲ့တာကြောင့်မလို့သူကဘောလုံးသမားဘဝကနေပြီးတော့အနားယူခဲ့ရတာပါသူ့လေမယားကွဲသွားကလေးကသမီးလေးရလေသူ့ရဲ့အမေနဲ့ပဲနေနေရဖြစ်ပါတယ်သူ့ရဲ့မိကလည်းနောင်ရင်နောင်နဲ့ဖြစ်ပါတယ်သမီးလေးကသူ့ရဲ့ကျောင်းပါတီကိုမဖြစ်မနေလာဖို့အတွက်ဖခင်ဂျေမီကိုပူဇော်နေပါတယ်ဂျေမီကလည်းအဲ့ဒါကိုသဘောတူလိုက်ပါတယ်။သူ့မှာခြေောက်တန်ရာရရှိထားလို့ဘောလုံးသမားဘဝကနေပြီးတော့နားကလေးကအလုရှာဖို့မလွယ်ကူခဲ့တာပါ သူရခဲ့တဲ့မြေအောက်ဥမင်တူးတဲ့အလုပ်တစ်ခုဆိုရင်တော့အင်တာဗျူးမှာဒဏ်ရာရထားတဲ့ကိစ္စကိုထည့်မပြောမှသူအလုပ်ရခဲ့တာဖြစ်ပါတယ်။ဒါမဲ့လေရန်နေငယ်သာလှုပ်လိုက်ရပြီးတော့မကြခင်မှာပဲမန်နေဂျာအဲ့ကိစ္စကိုတိသွားလို့သူ့အလုပ်ကနေပြီးတော့ထုတ်ပယ်လိုက်ပါတယ်။အဲ့ဒါပြင်သူကတမီးလေးဘော်ဘီရဲ့အကြောင်းကားဝယ်ကိုသွားတက်ဖို့မိန့်နေခဲ့တာပါ။ဒီအတွက်သူဟာတမီးလေးကိုသွားတောင်းပန်နေအဲဒီမှာသူသိလိုက်ရတာကသူ့ရဲ့ဇနီးဟောင်းကတခြားနေရာတစ်ခုကိုပြောင်းရွှေ့တော့မယ်ဆိုတာပါပဲဂျီမီကအဲ့ဒါကိုတော့လက်မခံချင်ပါဘူး သူကဒီတိုင်းသမီးလေးကိုတွေးနေရတဲ့အတွက်နေရာပြောင်းသွားရင်မတွေ့ရတော့မှဆိုလိုပဲဖြစ်ပါတယ်။ဒါမဲ့ဇနီးအောင်ကအဲ့ဒါကိုဂီးမဆိုင်ပဲနေပြောင်းမယ်ပြောတော့ဂျီမီကသူ့ရဲ့သမီးကိုတွေးရရင်နေတရားဥပဒေနဲ့စကားပြောမယ်လို့တုံ့ပြန်လိုက်ပါတယ်။အဲဒီနောက်မှာသူကညာဘက်မှာဘာအုပ်သွားပါတယ်။ဘာမှတော့ညီဖြစ်သူကလိုင်ဒီလိုကန်နဲ့ချိန်ထားပြီးတော့သူတို့ရဲ့တူတူတစ်ခွက်တစ်ဖလားတောက်ကြပါတယ်။ကလိုင်ဒီကလည်းသူ့လိုပဲအိုနာဂျိုးကန်တယောက်ဖြစ်ပါတယ်။သူကစစ်သားဟောင်းတယောက်ဖြစ်ပြီးတော့လက်တစ်ဖက်ပြတ်နေသူပဲဖြစ်ပါတယ်။တကယ်တော့သူတို့ညီကိုရဲ့အတိုင်းဝန်းကရှေးကုသူအကျိုးပေးညံ့လို့ဒံယာရပွဲပိန်နဲ့ရင်ဆိုင်နေရတဲ့သူပဲဖြစ်ပါတယ်။ သူတို့တော်ဆိုရင်ကံကောင်းလို့ထီပေါက်ခဲ့ရဆိုပေမဲ့အဝိရှော်နေစဉ်မှာထီလက်မကရေဆူပြီးတော့စုပ်ပြဲသွားလို့စင်းရဲတွင်းရနေပြီးတော့မတက်နိုင်ခဲ့ရပါဘူး။သူ့လီကတော့ပြစ်မှုကြောင့်လျက်စစ်ထိုင်ကုန်နဲ့ကိုမျက်ခံခဲ့ရပြီးတော့သူ့မိကတော့ဖခင်လူမွဲစင်းဝင်သွားကြတဲ့ကတချောင်ချောင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ကလန်ဒီကတိုက်ပွဲမှာမိုင်းထီပြီးတော့လက်ဖြတ်လိုက်ရသူပါ။သူလည်းပဲအလုလက်မဲ့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်စကားကောင်းနေတော့မှအတန်ခက်ချင်ချင်လူတစုကဘားတွေဝင်လာပါတယ်။လက်ပြက်နေတဲ့ကလန်ဒီကိုသူတို့ကမြင်သွားပြီးတော့စကျင်နောက်ကျင်နှိမ်ကျင်လာကြပါတယ်။သူတို့ရဲ့မှာ အင်တာနက်၁၀လီကြောက်လည်းပါဝင်ပြီးတော့သူက client တွေကိုအရောက်ခွက်ကိုကိုယ်တိုင်ငှဲ့ခိုင်းပြီးတော့ဗီဒီယိုရိုက်ယူပါတယ်။ဂျေမီကတေးမခံနိုင်တော့တဲ့ဆုံးမှာအားလုံးဝင်ပြီးလိုက်ရမှာတော့ဆယ်လီဆိုတဲ့သူကလည်းတော်တော်လေးအီစလန်ဝေသွားပါတယ်။အဲဒီလိုထွက်ပြေးသွားတော့ client တွေကကားကိုဝိုင်ဘလင်းနဲ့လမ်းထုပြီးတော့မီးလောင်တိုက်သွင်းလိုက်ပါ ori ။နောက်ရမှာတော့ဂျေမီကသူ့ညီကိုဘာမှလုပ်စရာမရှိမဲ့တူတူငါ့ရဲ့ဓမြတိုက်ကြမယ်ဆိုပြီးတော့တိုက်မိပါတယ်။ပြီးတော့သူ့ရဲ့အစီအစဉ်ကိုလည်းပြောပြတယ်။သူတို့ဓမြတိုက်မဲ့အချိန်ကမြောက်ကယ်ရိုလိုင်းနားမှာ NAS ကကားပြိုင်ပွဲလုပ်နေတဲ့အချိန်ကိုယူထားပြီးတော့ခိုးမဲ့ပတ်စံတွေကလည်းကားပြိုင်ပွဲမှာစူချင်းမြင့်မဲ့ပတ်စံတွေပဲဖြစ်ပါတယ်။ဂျေမီကဒီပြိုင်ပွဲကအားကစားပြိုင်ပွဲတစ်ခုဆိုတာထက်မြို့မှာရှိတဲ့ရဲတွေပြီးတော့လုံခြုံရေးကပွဲကိုအာရုံစိုက်နေခြင်းဖြစ်ကြောင်းပြောပါတယ်။ client တွေကသူတွေဘယ်လိုမျိုးပတ်စံတွေကိုလုမလဲလို့မိတော့ဂျေမီကဒီအားကစားစင်တာမှာချိတ်ဆက်ထားတဲ့မြေရောက်ပိုက်တွေကယူရင်းနေပြီးဖြစ်ကြောင်းပြီးတော့ဒီနေရာရဲ့မြေသားတွေကမြေသားအမှုတွေဖြစ်ပြီးတော့အောက်ကိုပြိုကြတာရေစိုးမြောင်းတွေရောက်သွားကြောင်း တကယ်လို့သူတို့ဒီစီစဉ်ကိုအကောင့်ထဲပေါ်မယ်ဆိုရင်ဂျီမီကသူ့အလုပ်လုပ်ခဲ့တဲ့စီကိုပြန်ဆက်သွယ်ရမှာဖြစ်ပြီးတော့သူတို့ကမြေရောက်ဥမင်တူဖော်ရဲ့အပိုင်းမှာအတွေ့အကြုံရှိပြီးသားဖြစ်ကြောင်းနောက်ပြီးတော့အားကစားပြိုင်ပွဲအချိန်တွေမှာငွေတွေဘယ်နေရာကိုရောက်နေလဲဆိုတာသူသိနိုင်အောင်အဲ့ဒီငွေတွေကိုမြေရောက်ပိုက်တွေကနေပြီးတော့အားကစားစင်တာစီကမိခံတက်တာတွေကိုထည့်ပေးတာဖြစ်ပြီးတော့သူတို့ကဥမင်တဝက်လောက်ကနေဖောက်ခွဲပြီးတော့လူယူဖို့ဖြစ်ကြောင်းဂျီမီကရှင်းပြပါတယ်သူတို့အနေနဲ့ဒီပတ်စံတွေကိုလူယူဖို့လူနည်းစုအင်အားနဲ့မလုံလောက်ဘူးလို့ဂျီမီကပြောပြီးတော့ ငွေလွဲပိုက်တွေကိုဖောက်ဖို့အတွက်ကျွမ်းကျင်ပညာရှင်တယောက်လိုအပ်ကြောင်းအဲလူဟာဂျိုးပန်ဖြစ်နေပြီးတော့ထောင်တန်ကြခံနေရတယ်လို့သူကဆက်ပြီးတော့ပြောပါတယ်။ဒီတော့ဂျိုးပန်ကိုဖြောင်းပြဖို့အတွက်ထောင်ဝင်စာသွားတွေ့ဖို့လိုအပ်ပြီးတော့သူ့ကိုထောင်နေထုတ်ပေးဖို့လည်းလိုအပ်တယ်လို့ပြောပါတယ်။သူတို့စီစဉ်လာတဲ့ဂျိုးပန်ကိုထောင်ဝင်စာသွားတွေ့ကြပါတယ်။သူတို့အခြေအနေကိုရှင်းပြလိုက်ပြီးတော့လက်ရှိမှာတော့သူတို့လောလောဆယ်နေရမှာတော့စောက်လုပ်ရေးလုပ်ငန်းပိုင်းလေပတ်နေရာမျိုးရှိကြောင်းအဲဒီလုပ်ငန်းတွေရှိနေလို့လည်း3ပေးချက်စနစ်တွေပိတ်ထားလို့ရတယ်လို့ပြောပါတယ်။ပြီးတော့ဂျိုးပန်ကိုသူတို့ကထောင်ထဲကနေပြီးတော့ထုတ်ပေးမယ်။ဖောက်ကွဲပြီးရတဲ့သူ့ကိုထောင်ထဲမှာအခြေမပြတ်ပြန်ထားမယ်ဆိုတဲ့သဘောမျိုးပြောပါတယ်။ ဂျိုးပန်လဲတော့သဘောတူလိုက်ပါတယ်အဲဒီနောက်ဂျီမီတို့ညီကိုနှစ်ယောက်ကဂျိုးတို့ညီကိုနှစ်ယောက်နဲ့တွေ့တွေ့ပါတယ်သူတို့ကလည်းလွယ်လွယ်ကူကူပဲဒီအလုပ်ကိုလက်ခံလိုက်ကြပါတယ်ဂျိုးညီကိုကသူတို့ရဲ့ညီမမဲလီကိုပါဒီလုပ်ထဲကိုခေါ်ဖို့ပြောပါတယ်မဲလီကကားမောင်းအလွန်တော်ရည်သူတစ်ယောက်ဖြစ်ပြီးတော့လုပ်ငန်းမှာမဖြစ်မနေလိုအပ်ပါတယ်အဲဒီနောက်ဂျီမီတို့ကအစီအစဉ်ကိုစတင်ပါတယ်ကလိုင်းဒီကစိုးဆိုင်တစ်ခုကိုကားနဲ့ဝင်တိုက်လိုက်ပြီးတော့ရေမစင်မကြီးမောင်းနေမှုကြောင့်မလို့ထောင်ထဲမှာရက်90အောင်းရဖို့တမင်စီစဉ်လိုက်တာဖြစ်ပါတယ် ထောင်ထဲမှာ तू ကဂျိုးဘန်နဲ့စုံသွားပြီးတော့ तू ကဂျိုးကိုထောင်ထဲကနေပြီးတော့ရောင်းအောင်ထုတ်ပေးမှဖြစ်ပါတယ်။ဂျေမီကသူရင်တော့ကလောက်ခဲ့တဲ့မြေတူးတဲ့စီကိုပြန်သွားပြီးတော့အားစားစင်သားရဲ့အဆောက်အုံပုံစံစာရွက်ကိုခိုးယူလိုက်ပါတယ်။အဲဒီမှာသူ့ရဲ့လုံပေါ်ကိုင်မဲ့ဟောင်းစီကနေပြီးတော့တိလိုက်ရတာကတော့သူတို့ဟာပိုက်တွေပြင်နေပိုင်းပီးစီသွားပြီမလို့ဒီမှာလုံနေတဲ့လုပ်ငန်းတွေကိုနားတော့မယ်ဆိုတာပဲဖြစ်ပါတယ်။အဲ့လိုဒီလိုက်ရတော့ငွေလူမဲ့အစီအစဉ်ကပြက်လူမတက်ဖြစ်သွားပါတယ်။ဒါမဲ့ဂျီမီရောလမ်းမလျှော်ပဲနဲ့အစီအစဉ်တိုင်းဆက်ပြီးတော့လုပ်မယ်လို့ပြောပါတယ်။တခုရှိတာကမူလအစီအစဉ်တိုင်းကနေပြီးတော့ပြင်ဆင်ချက်နည်းနည်းဖြည့်ဆွတ်ဖို့တော့လိုအပ်နေပါတယ်။ ကားပြိုင်ပွဲနေ့မှာဂျိုးဗန်နဲ့နေလေသာစားနေရင်ရုတ်တရက်နေမကောင်းဖြစ်ဟန်ဆောင်လိုက်ပါပြီ။ထောင်ဆောင်နေရသူ့ကိုထောင်ဆေးရုံစီကိုခေါ်သွားပါပြီ။ဆေးရုံရဲ့ကရင်ထက်ကိုရောက်တော့သူကရင်ရင်အသုံးပြုခြင်းကြောင့်ခွင်းတောင်းပါပြီ။ကလိုင်ဒီကအဲ့ဒီရင်ရင်ထဲမှာတန်ရှင်းလုပ်နေပြီးတော့သူကပဲဂျိုးကိုကူညီလိုက်မယ်ဆိုပြီးတော့သူနာပြဆရာမကိုခွင်းတောင်းလိုက်ပါပြီ။ဒုံးရောက်အင်နာဂိုင်းတို့ရောက်တော့လေဆိုးထုတ်ပေါက်ကနေပြီးတော့ထောင်မြင်ဘက်ကကားလမ်းပေါ်ကြီးရောက်တက်သွားလိုက်ပါပြီ။သူတို့ကကားစည်းအောက်မှာပုံနေကြပြီးတော့လုံခြုံရေးကသူတို့မမြင်ပါဘူး။အဲ့ဒီဖြစ်ရဲ့နောက်ကွယ်မှာတော့တခြားအကြောင်းတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ဂျိုးနဲ့ကလိုင်းဒီကထောင်းနေထွက်ပြေးဖို့တုံးနေတဲ့အချိန်ထောင်းထဲမှာပဋိပက္ခတခုဖန်ပြီးဖို့ခိုင်းထားပါတယ်အဲ့ဒီမှာပဲသူတို့ပုံလာတဲ့ကားကဂတ်ဆိုင်တခုမှရလိုက်ပါတယ်ညောက်သားကအဲ့ဒီကနေထွက်ပြီးတော့အသေးဆောင်နေတဲ့မဲလီရဲ့ကားတွေဝင်လိုက်ပါတယ်ထောင်းထဲမှာတော့ဂျင်းသားတွေကလုံချိုးရဲ့အရာရှိတချို့ကိုဖမ်းထားပါတယ်အဲ့ဒီလောက်ရကြအောင်ထောင်းအာနာပိုင်တွေကလည်းဂျိုးနဲ့ကလိုင်းဒီပျောက်နေတာကိုတတိမထားမိတော့ပါဘူးထောင်းမိုင်းကလည်းသူ့ရဲ့လူတွေဖမ်းထားခံရလို့ဒီကိစ္စကိုအထက်ကို report မတင်ပါဘူး ဂျေမီကတော့သူရင်တော့အလုပ်ခဲ့တဲ့အလုပ်ခွင်တွေဝင်သွားပါတယ်။ကံကောင်းတာကသူတို့ဝင်ဂိတ်တကားရဲ့ password ကိုပြောင်းမထားသေးတာပါ။သူကအလုပ်ခွင်တွေကိုအလွယ်တကူဝင်ရောက်သွားတဲ့အချိန်ဂျိုး၊ကလိုင်းဒီနဲ့မေလီတို့ကအားစားကွေးအနီးမှာကားကိုရပ်ထားလိုက်ပါတယ်။ဂျိုးနဲ့ကလိုင်းဒီကဂျေမီနဲ့တွားပြီးတော့ပေါက်ပါတယ်။သူတို့ကငွေလဲမဲ့ပိုက်တွေစီကိုရောက်တဲ့အခါမှာတော့ဂျိုးကမိကန်တက်တာကိုဖောက်ခွဲရတဲ့ပိုက်တွေကိုဖောက်ခွဲတာပို့ပြီးတော့လွယ်မယ်လို့ပြောပါတယ်။ဂျိုးအုံပြည့်တဲ့ပစ္စည်းရဲ့ဘိုင်းမှာဂျေမီတို့ကတိတ်ပြီးတော့နားမလဲရတဲ့အတွက်ဒီတိုင်းပဲတန်အံ့တော်ကြည့်နေရပါတယ် ါမဲ့ပိုက်ကိုဖောက်ခွဲလိုက်မယ်ဆိုရင်သူတို့လုပ်ငန်းမအောင်မြင်ပါဘူးဂျေမီယာစိုးရိမ်နေပါတယ်ဂျိုးကသူ့ရဲ့စီစဉ်တိုင်းမှာပိုက်ကိုဖောက်ခွဲရဆိုပေမဲ့ပထမဆုံးမိုင်းကတော့မပေါက်ပါဘူးနောက်တစ်ချိန်မှာတော့မိုင်းကပေါက်သွားပါတယ်အပေါ်ရံမြေပြင်မှာကားမောင်းပြိုင်မွေးကဆူညံပွက်လို့ရိုက်နေလို့သူတို့စီအတန်းအောင်မကြားနိုင်ပါဘူးဒါမဲ့မြေရောက်ပေါက်ခွဲမှုကနေပြီးတော့တက်လာတဲ့မီးခိုးတွေကကိုကာကိုလာဆိုင်တစ်ခုကိုတွေးမှပြန့်နှံ့လာပါတယ်ဒီတော့ဝင်းနှမ်းမျိုးသမီးကလုံညုံရောအကြောင်းကြားပါတယ်လုံငင်းဝင်တဲ့နှုတ်ကအခြေအနေကိုစစ်ဆေးဖို့အတွက်မြေရောက်ကားပါကင်စီကိုဆင်းလာခဲ့ပါတယ်။သူတို့ကလုပ်ငန်းဝင်ဘက်ကဥမင်းစီကိုရှောက်လာပါတယ်။ ဂျီမီရောအပြားခတ်နေပါပြီသူတို့ဟာဘိုက်ကိုဖောက်ခွဲပြီးရနေအိုက်ပိုက်ထဲကနေမျိုးဒေါ်လာတန်းနဲ့ချီထွက်လာခဲ့ပါတယ်သူတို့ဟာအမိုက်ကြီးတွေကိုပတ်စံအိတ်တွေဂျုံထင်းနေကြပြီးတော့ဂျိုးကအလုပ်ကိုမြန်မြန်လုပ်ဖို့ပြောပါတယ်အဲ့ဒါမှသူလည်းပဲထောင်ထဲကိုအချိန်မီပြန်ဝင်နိုင်မှာဖြစ်ပြီးတော့ချုံးမိမှာဖြစ်ပါတယ်ဒါပေမဲ့မတော်စားဖြစ်ပြီးတော့တချို့သောပတ်စံတွေကလေးရုပ်လွင့်ကုန်ပါတယ်ဂျိုးကဂျီမီကိုပိုက်တွေလမ်းကြောင်းပြောင်းဖို့ပြောတော့တစ်ဆက်တည်းမှာပဲကလိုင်ဒီရဲ့လက်တူကလေးစုပ်တွေတွေကိုပါသွားပါတယ်ကလိုင်ဒီကအဲ့လက်ကိုပြန်ရအောင်ကြိုးစားပါတယ်မဟုတ်ရင်အဲ့လက်တူကရေးအတွက်တဲလုံစာဖြစ်သွားနိုင်လို့ပါပဲ ဂျေမီယာလက်တူကိုသူတို့အပြင်ဝင်ပြန်မရောက်ခင်ယူပေးမယ်လို့ပြောလိုက်ပါတယ်အခုတော့သူတို့ကပတ်စံတွေကိုထုတ်လာခဲ့ပါပြီအဲဒီနောက်မှာတော့ဂျုံညီကပတ်စံထုတ်တွေကိုမြေသေးတဲ့ကားနဲ့တဲထုတ်သွားပါတယ်ဒါမဲ့လမ်းမှာလုံညိုးညောင်းနဲ့တွေ့လိုက်ရပြီးတော့သူတို့ကမိကိုကိစ္စကိုလိုက်လံပြီးတော့စုံစမ်းနေတာဖြစ်ပါတယ်လုံညိုးကြီးကဒီညီကိုလည်းဆောက်လို့ရဲ့ပိုင်းကအလုံသမားတွေထင်နေပြီးတော့မိကိုကြောက်အောင်မိတော့သူတို့ကလည်းမသိဘူးလို့ပြောလိုက်ပါတယ်လုံညိုးကြီးကလည်းတခြားတန်မြာမရှိဘဲနဲ့လွှတ်ပေးလိုက်ပါတယ်အဲပြီးတော့သူတို့ကကားပေါ်ငွေထုတ်တွေကိုအရင်ပြန်ချပြီးတော့ဥမင်းတွေကိုနောက်တစ်ချိန်သွားတည်ဖို့ပြင်ပါတယ် ဲ့သူတို့ထင်ထားတဲ့ကြာနေတော့ဂျီမီကဂျိုးဘန်ကိုသွားစစ်ဖို့ပြောလိုက်ပါတယ်လုံညုံကြီးကမိကိုနောက်ကိုလိုက်ရင်လည်းဒီနေရာမှာမိကိုရဲ့အမြောင်များထွက်နေနေအောင်တွေးလိုက်ပါတယ်သူတို့ကတကားဖွင့်လိုက်တော့အထဲမှာအလုသမားတယောက်ကဆလိတ်တောင်းနေအောင်တွေးလိုက်ရပါတယ်သူတို့ကဆလိတ်မတောက်ဖို့ပြောပြီးတော့ပွဲချင်းပါရစီကိုအေးအေးဆေးဆေးပြန်ထွက်သွားပါတယ်ဂျိုးဘန်ကနောက်ကျနေတဲ့ညီကိုနှစ်ယောက်စီကိုရောက်သွားပါတယ်။သူတို့နောက်ကျခြင်းကတကားပြန်ဝင်မှာဖွင့်မရလို့ပဲဖြစ်ပါတယ်။ဂျီမီကလည်းသူတို့မလာတာကြားနေလို့နောက်ကနေပြီးတော့လိုက်သွားပါတယ်။လမ်းမှာလုံချင်းယောက်နဲ့ဆုံပြီးတော့သူတို့ကဂျီမီကိုမိကိုကြောင့်မိပါတယ်။ သူကလည်းလှီးလွှဲပြေးလိုက်ပြီးတော့ဂျိုရိုညီကိုစီကိုရောက်လာကတကားကိုကူးဖင်းလိုက်ပါတယ်အဲဒီအချိန်ပြိုင်ကားသမားနှစ်ယောက်ကဥမင်းနေဝင်လာပါတယ်တကယ်တော့ဒီလူတွေကစကားအဆမာတုန်းကဘားထဲမှာဂျီမီယူနဲ့ရန်ဖြစ်ခဲ့လူတွေပါသူတို့ဟာရှောင်းလန်းတစ်ချောင်းမှာရန်ဖြစ်လာကြရင်လည်းဂျိုးနဲ့ကလိုက်တီကိုတွေ့ပါတယ်သူတို့ကကလိုက်တီကိုမှတ်မိသွားပါတယ်အဲဒီအချိန်မေလီရဲ့တူမလေးကလည်းကျောင်းစတိတ်ဒီမော်မှာတီဆိုဖို့စောင့်နေပါတယ်တူမကအနီမေလီကိုစောင့်နေပြီးတော့မေလီကဒီဘွဲကိုလာခဲ့မယ်ဆိုပြီးတော့ဂရီပေးထားလို့ပဲဖြစ်ပါတယ်တူမရဲ့မိခင်ကတော့တမီးကိုစိတ်အေးထားဖို့နဲ့အတော်ဖြစ်သူမကြခင်ရောက်လာလိမ့်မယ်လို့ပြောပါတယ် ကလိုင်နီနဲ့ဂျိုးဘန်တို့ကတော့သူတို့တာဝန်ပြီးဆုံးလို့မဲလီရဲ့ကားပေါ်ကိုဟမ်မပြတ်တက်လိုက်ကြပါတယ်။ပြီးတော့ဂျီမီကတယောက်တည်းထွက်လာခဲ့ပြီးတော့ပစက်နေတင်ထားတဲ့ကားစီကိုရှောက်သွားပါတယ်။အဲ့ဒီအချိန်ထောင်ထဲမှာအချင်းသားတွေကအစည်းအဝေးတိုင်းမီးရှို့ကြပါတယ်။ဒါကြောင့်လဲမီးအချက်ပေးတန်တွေထွက်ပေါ်လာခဲ့ပြီးတော့ထောင်ကြီးကမီးတပ်တပ်ဖွဲ့ကလာရောက်နှိမ့်တက်ဖို့ပြင်ပါတယ်။ဒီကမှာတော့ကလိုင်နီနဲ့ဂျိုးဘန်တို့ကမီးတပ်ဝတ်စုံတွေဝတ်ပြီးတော့ထောင်ထဲကိုရောရောင်ပြီးတော့လိုက်သွားပါတယ်။ပြီးတော့ဂျိုးကထောင်စင်းကိုကရင်ထက်မှာဟမ်မပြတ်ဆက်ထိုင်နေလိုက်ပြီးတော့ကလိုင်နီကလည်းသူ့အခန်းထဲကိုသူပြန်ရောက်နေပါပြီ။ အဲဒီအချိန်မေလီယာသူ့ရဲ့တူမလေးចောင်းကဘွယ်ကိုအချိန်မီရောက်လာခဲ့ပါတယ်။ဂျီမီယာလည်းចောင်းကဘွယ်ကိုသွားဖို့ပြင်ဆင်နေပြီးတော့တမီးလေးကိုအားပေးရအောင်ပါပါ။သူ့တမီးလေးကဆိုရမယ့်တခြင်းကိုမဆိုသေးဘဲနဲ့ဖခင်လာလီမလားရှာနေပါတယ်။တမီးကဂျီမီအကြိုက်ဆုံးတခြင်းကိုတီးဆိုပြီးမှဖြစ်ပါတယ်။ဂျီမီယာဂက်ဆိုင်နဲ့ဝင်သွားပြီးတော့ပတ်စံနေနဲ့ကားကိုအဲ့ဒီမှာခဏရထားလိုက်ပါတယ်။ပြီးတော့တမီးရဲ့ចောင်းကဘွယ်စီကိုအမြန်ဆက်သွားပါတယ်။မကြခင်မှာပြိုင်ပွဲအတွက်ပတ်စံနေလူရက်ခံရအောင်တရင်းဒီမှာချိန်ညာနေပါပြီ။အစိုးရရဲ့စုံနောက်နှစ်ယောက်ကအခင်းဖြစ်ရနေရာကိုလာရောက်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ သူတို့ကလိုအပ်တဲ့တသက်တွေခြေရလက်ရတွေကိုမရရှိခဲ့ပါဘူး။ဒီတော့သူတို့ကပြိုင်ကားမောင်းသမားနှစ်ယောက်ကိုတွေ့သွားပါတယ်။ကားမောင်းသမားနှစ်ယောက်ကသူတို့ဥမီနေမှာသူတို့ရန်ဖြစ်ခဲ့တဲ့လူတယောက်ငွေလူရမှုဖြစ်ခဲ့တဲ့နေရာနဲ့အနီးဆုံးမှာတွေ့ခဲ့ကြအောင်ပြောပါတယ်။ပြီးတော့သူတို့ကထိုးချိတ်ပြီးတော့ရန်ရှာခဲ့သေးတယ်လို့ပြောတော့စုံနောက်တရားမယုံပါဘူး။ဘာလို့ဆိုတော့ client တွေကလက်ထပ်ပြတ်နေပြီးတော့သူတို့ကိုရန်ရှာဖို့အခွင့်အရေးနေပါလို့ပါ။အဲဒီတော့ရက်90ပြည့်တဲ့ခါမှာတော့ client တွေကထောင်ရနေပြီးတော့ထွက်လာပါတယ်။ဘေလီကသူ့ကိုသွားကြိုခဲ့ပြီးတော့လက်ရှိတော့ဂျေမီဘေအိုချီယာဖြောင်းနေရဆိုတာမသိရပါဘူး။ ။ထောင်လန်းကြီးကသူတို့အလုပ်ကိုသူတို့ဆက်ပြီးတော့လုပ်နေလို့ငွေလူရက်မှုဖြစ်နေချိန်မှာကလန်ဒီယာထောင်ထဲမှာရှိနေကြအောင်အလီဗန်ရထားလို့ဂွင်းဆက်ကပြတ်နေပါတယ်။သုံးလကြာရဲ့ဒီစုံစမ်းစစ်ဆေးတဲ့ပိုင်မှာတိုးတက်မှုမရှိတာကြောင့်မလို့အားကစားစင်နာကလည်းအမှုကိုပိတ်ပစ်လိုက်ရပါတယ်။ပြီးတော့သူတို့ကအာမခါကုမ္ပဏီစီကနေပြီးတော့ဒီငွေတွေကိုယောက်ျေးရလိုက်တာလည်းပါပါတယ်။မကြခင်မှာဂျူးမန်လေးပဲထောင်နေပြီးတော့လွတ်လာပါတယ်။သူကဘာကိုတန်းသွားပြီးတော့ကလန်ဒီနဲ့တွေ့ဆုံပါတယ်။သူကဂျေမီဘင်မာလေးမေးတယ်လို့ဂျေမီကပတ်စံလေးကိုရဲလက်အပ်လိုက်ပြီးလို့လည်းထင်နေပါတယ်။ကလန်ဒီကတော့သူလည်းပဲဂျေမီကိုမတွေ့ရသေးကြောင်ပြောပါတယ်။ နေဦးလုံးကတော့ဂျီမီကပတ်စံတွေကိုဖြောင်းသွားပြီလို့ထင်ကြပါအဲ့ဒီကမှာတော့ဂျိုးရဲ့တကောက်ကိုလူတယောက်ကလာပြီးတော့ခောက်ပါတယ်သူကပြုံထွက်ကြည့်တဲ့ခါမှာတော့တယောက်မှမတွေ့ရပါဘူးသူလည်းပဲအသေးရှိနေတဲ့တူရွေးနဲ့မြေကြီးကိုတူးကြည့်ရမှာတော့သူရမယ့်ဝေစုပတ်စံတွေကိုတွေ့လိုက်ပါတယ်ဒါဟာဂျီမီစီစဉ်ထားတဲ့အစီအစဉ်တွေဖြစ်ပြီးတော့တခြားလူတွေကတော့ဒီအစီအစဉ်ကိုမသိရပါဘူးဂျီမီကအခန်းထဲမှာဆက်လက်တောက်ခိုင်းထားတဲ့အလုပ်သမားတွေလည်းညှိနှိုင်းမှုတွေလုပ်ခဲ့ရပြီးတော့ဂျိုးတို့ညီကိုညီအောင်ဂိမ်းမှာကြန့်ကြာနေအောင်လေတမင်လှူရှားခဲ့ရတဲ့အပိုင်းတွေလည်းရှိပါတယ်အဲ့ဒီအချိန်ဂျိုးတို့ညီမမယ်လီကဥမင်းနဲ့ဝင်လာခဲ့ပြီးတဲ့နောက် ငွေတွေကိုတီးခြားစီခွဲတဲ့ထုတ်တဲ့အပိုင်းမှာလည်းကူညီခဲ့ပါတယ်။ဒါ့အပြင်ဂျေမီကပိုက်ကနေပြန်ကြလာတဲ့ client ရဲ့လက်တူကိုရယူနိုင်ခဲ့ပြီးတော့ငွေတွေကိုထည့်သိမ်းလိုက်ပြီးတော့တက်တဲ့အသိန်းခံရခြင်းကနေပြီးတော့လွတ်အောင်လုပ်ပေးခဲ့တယ်လို့ဥမီနေမှာရှိတဲ့ခြေရာလက်ရာတွေကိုလည်းအကုန်လုံးဖျောက်ပြက်ခဲ့တဲ့သူပါ။အဲ့ဒါပြီးရတဲ့သူကဘတ်ဆန်အိတ်တွေကိုအမိုက်ကားနဲ့တေလာပြီးတော့ကားမောင်းသူကတော့ဆော့ဆော့ကဆက်လက်ဖွာခိုင်းထားတဲ့သူပါ။သူတို့ကမျိုးနဲ့ခလလန်းကနေရာတစ်ခုမှာငွေတွေကိုမြုပ်ထားခဲ့ပါတယ်။ပြီးရတဲ့ client တွေစီကိုပြန်လာပါတယ်။ client တွေကငွေတွေအကြောင်းမေးတယ်လို့ဘာလို့ရှောင်နေရလဲဆိုပြီးတော့အထင်လွဲပြီးမေးပါတယ်။ဂျေမီက သူ့ကိုရဲတပ်ဖွဲ့ကစောင်းကြည့်နေကြောင်းသူ့ရဲ့စင်ကတ်ကိုလည်းလော့ခတ်မရတဲ့အတွက်သူဟာဒီကတ်ကို၃လအတွင်း၃ဆွဲလို့မရကြောင်းမဟုတ်ရင်ရဲတွေကခြေရာခံနေကြောင်းရှင်းပြပါတယ်သူတို့စင်ကတ်ကိုပိတ်လိုက်တာနဲ့ဒီအမှုကိုပိတ်လိုက်တယ်လို့ယုံကြည်ရတယ်လို့ရှင်းပြပါတယ်ပြီးတော့သူတို့ဘာတစ်ခုမှတူတူဆုံကြပြီးတော့ကလိုင်နီကတော့ဘာမှန်းဖြစ်ဟန်ဆောင်နေပါတယ်သူဝင်ဆောင်မှုပေးသူကစုံတော့ဖွဲ့တွေကအမျိုးသမီးဖြစ်ပြီးတော့သူတို့နဲ့အလိုလိုလိုပါတယောက်ပဲဖြစ်ပါတယ်ဒီမာရီမဲစကားကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးထုနဲ့ပေးစားပေးခြင်းပါတယ်ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြန်မာစားစာတွေမကထိုင်းရိုးရာစားစာတွေကိုလည်းမာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတော်လေအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ ီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝန်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်လည်းစီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတတန်းတိုးခြင်းသေးတာလားအလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလားအေးစေးကလေးမွေးလို့ဆိုရအောင်စားဖစ်တွေရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အချို့ပို့ pickup service လည်းရှိပါသေးတယ်ခင်ဗျာ။ဒီအင်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icon Sia Mall ကို BDS နံပါတ်တိုင်းစီးုံနဲ့ရောက်မှလည်းဖြစ်ပါတယ် ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝင်ဝင်ရိုက်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အေဂျင့်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြရတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်ထပ်များမှာလည်းရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်စမပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ series for YouTube channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားပေးကြပေးသမျှလေးပဲစိတ်အကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါစေလို့ ဂျီဒီဖော်ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ